မင်္ဂလာပါရှင်မန္တလေးကတိ channel နဲ့ပြည်နယ်ကျွစွန်တိုင်းပါရှင်ကျမတို့ channel ကလေးနောက်ဆုံးရတဲ့တရိုင်းများကိုစားတိတ်တက်ဆက်ပြတော့မှာဖြစ်ပါရရှင်ဒေါ်ဆန်စုကြည်ကိုဘသူကကဲထုံမလဲ ဒေါ်ဆန်စုချီဟာလူထုအရေးတော်ပုံနဲ့တိုက်ဆိုင်စွာမြန်မာပြည်ကိုရောက်ခဲ့တာဖြစ်ပါရယ်။ចောင်းသားတွေဖက်ကနေရက်တီဗီဒေါက်တာမမောင်ကိုတရားမျှတစွာလှုံ့ဆော်ပေးဖို့အချိန်ကြေးပြောဆိုခဲ့ပါရယ်။ဂန္ဒီရဲ့အဟင်စာအကြမ်းမဖက်မူဝါဒကိုကန့်ဆွဲပြီးမတရားမှုမှန်တမျှကိုတင်းခံရင်းဆန်ခဲ့ပါရယ်။ဒေါ်ဆန်စုချီဘုရားတခြားလုံးဟာမြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေအတွက်ပေးဆက်ချစ်ခင်ခဲ့တာဖြစ်ပါရယ်။မြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေအပေါ်မှာတန်ရောစဉ်အကြီးဆုံးလူပုတ်ကိုကိုပြပါဆိုရင်တော့ဘုချော့အောင်ဆန်းရဲ့တမီဒေါ်ဆန်စုချီပါလို့ရဲ ရဲဝံဝံကြီးပြန်လည်ဖြည့်ဆွရမှာပဲဖြစ်ပါရယ် တချို့ကလည်းဒေါ်အဆန်းစုကြည်ဟာစစ်တပ်နဲ့အပင်ယူလောက်ခဲ့တဲ့ဆိုတဲ့တာဒကတချို့ကိုဥပမာဥပပပါမင်းနဲ့ပြောဆိုနေခဲ့ကြတဲ့ဖြစ်ပါရယ်နိုင်ငံရေးလောက်တာဟာအပင်ယူတပေါ်ရှိပေမဲ့ဒေါ်အဆန်းစုကြည်ဟာဘယ်တော့မှသူမိသားစုတစုစာကောင်းစားရဲ့အတွေ့ဒေါ်အဆန်းစုကြည်ဆိုတဲ့နာမည်ကောင်းစားရဲ့အတွေ့အလုံးမလုံခဲ့တာတော့ဗဂရိတံဖိုးနဲ့အမတ်တရားပဲဖြစ်ပါရယ်ဒေါ်အဆန်းစုကြည်ရဲ့ဖခင်ဖြစ်သူပုချောအဆန်းတည်ထားခဲ့တဲ့တတော်ဖြစ်တာကြောင့်ဒီစစ်တပ်တော်ကယ်လို့ရကောင်းရှာနိုင်တဲ့ဆိုပြီးအမျိုးသားအကျိုးစီးပွားအတွေ့စစ်တပ်ကို ော်ဆန်စုကြည်ဟာအကြိမ်ကြိမ်ဖြောင်းဖြားနားချခဲ့တာပဲဖြစ်ပါရယ်။ဒါပေမဲ့မြန်မာစစ်တပ်ဟာမိုင်းလုံးကြီးစွာနဲ့ကိုဆက်မိုက်နေတုံးပဲဖြစ်ပါရယ်။2020ရွေးကောက်ပွဲရလဟာလူထုရဲ့သဘောထားဖြစ်လို့လက်ခံရမယ်လို့တရင်ဌာနကိုပြောင်းလဲဖြည့်ကြားခဲ့တဲ့မင်းအွန်လိုင်းဟာမလုတ်တက်မလုတ်ထိုင်ပဲတမရနဲ့အတိုင်းပင်ခံကိုပန်းဖန်းခဲ့တာပဲဖြစ်ပါရယ်။ဆိုရတဲ့ဘက်လို့ကိုလူတို့ဖြုတ်ချပြီးတော့ရွေးကောက်ပွဲရလကိုပယ်ဖျက်ခဲ့တာဟာသူတို့ လက်သူတို့ခြေနဲ့ဆွဲခဲ့တဲ့2008ဖက်စစ်ဘုတ်ခြေခံဥပဒေအရရောကဘာမှာရှိနေတဲ့တိဆဲဥပဒေများအရရောဘယ်ဥပဒေမှမတရားဝင်လက်ခံနိုင်ဖွယ်မရှိတဲ့အလုပ်ကိုလုံဆောင်ခဲ့တာဖြစ်ပါရယ်ရွေးကောက်ပွဲရက်လက်တစ်ခုဟာစစ်တမ်းနဲ့ဘလို့နီးနေမှမသက်ဆိုင်သလိုရွေးကောက်ပွဲကိုအဟောင်းဖြစ်အစ်စ်ချင်းပပိုင်ခွင့်နဲ့စစ်တမ်းမှာတရားဝင်လုပ်ပိုင်ခွင့်ဘယ်ဥပဒေကမှပေးထားခြင်းမရှိဘူးလို့ပြောဆိုရမှာပဲဖြစ်ပါရယ်ဂျော်ဆန်စုကြည်ကိုနိုင်ငံရေးလောကကနေဖယ်ထုတ်ခြင်းစွန်းနဲ့ကျန်းဖို့ပါတီနဲ့အပေါင်းပါတစုအပေးမှုကိုအကြောင်းပြုလို့ ကျွန်တော်မလို့ရတဲ့ဘာမှမရှိဘူးဆိုတော့မင်းအွန်လိုင်းဟာပြည်သူလူထုရဲ့အသာသမီပေါင်းများစွာအသက်ပေါင်းများစွာဘဝပေါင်းများစွာနေပေါင်းများစွာကိုအင်အားသို့ဖယ်ရှားရှင်းလင်းခဲ့တာဖြစ်ပါတယ်။ဒေါ်ဆန်စုစီရဲ့နိုင်ငံရေးဂုဏ်သိက္ခာကိုသူတို့လိုလူလုံးမလအခုလုံးကြွားနေတဲ့ကဘာပေါ်မှာအရှက်မရှိစုံစစ်တက်လို့ဖျက်ရရင်တော့ဖျက်ရမှာပဲဆိုတဲ့စိတ်နဲ့ဘဲကောင်းဆောင်မှမလုပ်ခဲ့တဲ့အကျဉ်းထောင်ချက်ကိုဒေါ်ဆန်စုကြည်ကိုသူတို့ဟာပို့ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ ။ရှင်ချင်းတီဒေါ်ဆန်စုကြည်ဟာဘလို့အပြင်ယူနေမှာအပြင်ကိုချက်မလာခဲ့တာဟာဒေါ်ဆန်စုကြည်ရဲ့တန်ဖိုးဒေါ်ဆန်စုကြည်ရဲ့နိုင်ငံရေးဂုဏ်သိက္ခာဒေါ်ဆန်စုကြည်ရဲ့မြန်မာပြည်သူတွေပေါ်မှာထက်သွက်တဲ့တစ္ဆာတရားလို့ပြောရမှာပဲဖြစ်ပါရယ်။ KSS နိုင်ငံရဲ့အကျဉ်းသားတွေကိုလက်သက်မပေါ်ပဲရှင်းလင်းခဲ့တဲ့စစ်တပ်မလုပ်ရတဲ့ဘာမှမရှိဘူးဆိုပြီးစစ်တပ်ကိုတီထောင်ခဲ့တဲ့ဗိုလ်ချုပ်အစံရုပ်တွေကိုတောင်မြို့လည်းကဖယ်ရှားရှင်းလင်းခဲ့တဲ့စစ်တပ်ဟာဒေါ်ဆန်စုကြည်အပေါ်ကိုလည်းရုံမှရက်ဆက်မှာတော့မလွဲဧကမဲ့ဖြစ်ပါရယ်။ဒါကြောင့်ဒီလိုအခြေအနေမှာ ကျွန်တော်တို့ညင်ခုရှင်ဖြစ်အချင်းချင်းတွေးကွဲလို့စကားတွေထိုးစစ်ဆင်ရမယ်အချိန်မဟုတ်ပါဘူး။ဒီတိုင်းပြည်လို့လွတ်မြောက်အောင်လှုပ်ဆောင်ပေးခဲ့တဲ့အမျိုးသားကောင်းဆောင်ကြီးဘူချောင်းဆရာသမီးထော်ဆန်းစုကြည်ကိုအသက်ရှင်ရနေပြန်လည်ကက်ထရမယ်အချိန်ခါပဲဖြစ်ပါရည်။ထော်ဆန်းစုကြည်ကိုကြိုင်းတည်ပြည့်စုံမကြိုင်းတည်ပြည့်စုံထော်ဆန်းစုကြည်လွတ်မြောက်ရေးအကြွယ်ဒီထက်ပုံမထျောက်တဲ့နီလန်ဒီထက်ပုံမကောင်းမွန်တဲ့လောက်ရက်ကိုလှုပ်ဆောင်ရမှာပဲဖြစ်ပါရည်။ အခုတကမှာဆိုရင်လေတာဖြစ်သူကိုချန်နယ်ဟာပြည်သူသမရာအီမန်နူအယ်မက်ခရမမိခင်ဖြစ်သူအတွေ့ရေးသားထားတဲ့စာသားစာကိုမြန်မာနိုင်ငံဆိုင်ရာပြည်သူအထူးတက်တမန် ခရစ်တီယန်လက်ရှင်ဘီတာကနေတဆက်လက်ခံရရှိခဲ့ပြီဖြစ်ပါရယ်ဒေါ်စာစုကြည်ထလက်မှုတက်ရွေးအေးသားထားတဲ့စာထဲမှာဆိုရင်တော့မတရားဖန်ဆီးခံထားခြင်းနဲ့တင့်လျော်တဲ့ဂျမ်းမရေးစောက်ရှောက်မှုခံရရန်အခက်ခဲရဆန်နေရခြင်းစတဲ့အခြေအနေများအောက်တွင်စေကူတောက်မှုခံရရန်အခက်ခဲတဲ့အတွက်အဆွေတော်ဂျမ်းမရေးအခြေအနေဆိုးရွားလာတဲ့ကိုအဆွေတော်ရဲ့အသားဖြစ်သူချန်ကနေတဆက်တီးရတဲ့အတွက်ကျွန်တော်အလွန်ပဲစိုးရိမ်ပူပန်မိပါတယ်အခုလိုမတရားဖန်ဆီးထဲတင်ထားမှုကိုပြည်တင်နိုင်ငံကအကြိမ်ကြိမ်ရှုတ်ရှားခဲ့ပြီလည်းဖြစ်ပါရယ်သမရမက်ခရန်စာထဲမှာပါရှိခဲ့တဲ့အတိုင်း ုင်ပြင်တစ်တင်အမေရိကန်ပြင်တင် EU နိုင်ငံများကနေဒါပြင်းတဲ့ဩစတြေးလျဂျပန်နိုင်ငံများနဲ့အတူဒေါ်ဆန်စုကြည်ကလွတ်ပြင်းရထပ်တလဲလဲတောင်းဆိုခဲ့ပါတယ်။ယခုဒီချိန်တော့ဒေါ်ဆန်စုကြည်ထံပြင်းတဲ့သမရတူကပထမဆုံးထပ်ရရေးသားပေးဖို့လိုက်ခြင်းပဲဖြစ်ပါတယ်။ မက်ခရန်ကဆက်လက်ရေးသားထားရတဲ့ဆိုးဆူရဲ့ရက်စက်ချမ်းကျွဆွာတွေးထွက်တန်ရဖြစ်လာအောင်စိတ်ခေါ်လာမှုကြည့်အဆူရောရဲ့နိုင်ငံကိုရေးရှိအချက်တက်တဲ့ရောက်အောင်ဆွဲတွင်းလိုက်ပြီးမြန်မာလူထုနဲ့အင်းနီချင်းနိုင်ငံများအတွေ့ဆူရတဲ့အကျိုးဆက်များဖြစ်ပေါ်စေရုံသာမကကျွန်တော်တို့နိုင်ငံဆက်ဆံရေးကိုလည်းပြပြသွားခဲ့ရပါတယ်လို့ပါရှိထားပြပါရယ်ကိုချင်းနေဟာထူဆောင်ကိုမြစ်တိနေရမြစ်တိအချက်တွေနဲ့ခံရရှိခြင်းဆိုတာကိုတော့ထုတ်ဖော်ပြောဆိုထားခြင်းမျိုးတော့မရှိခဲ့ပါဘူး၎င်းရဲ့ဆိုရှယ်မီဒီယာပေါ်ရင်းတို့ရဲ့မလာနေ့ကတင်ထားတဲ့ post တွင်အသက်ရွယ်လက်ကြီး င်ပြီးကျမရေမကောင်ဖြစ်နေတဲ့ကျွန်တော်မိခင်တီနိုင်ငံအတွေ့သူမရဲ့ဘဝတခြားလုံးလွတ်လပ်မှုအဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။သူမကိုပြန်လည်လွတ်ပြေးခြင်းတီတရားမျှတမှုနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်မျှတမှုကမြန်မာနိုင်ငံရဲ့လွတ်လပ်မှုနဲ့ငြိမ်းချမ်းရေးအတွက်လည်းမရှိမဖြစ်အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်လို့យေတာထားပြပါရယ်။ပြင်သစ်ရဲ့ကိုချင်းတက္ခပိုင်ဆိုင်ရာရည်တိချက်ကိုမိမိအနေဖြင့်အသေးအသေးစိတ်နဲ့အထူးခန်းစားခဲ့ရပါတယ်ဟုလည်းយေတာထားပြပါရယ်။ကျွတ်တို့ပြင်သစ်ရဲ့ကိုချင်းတက္ခတရားကိုတန်ဖိုးထားတဲ့ကောင်းဆောင်မှုကြီးအမတ်တရားငြိမ်းချမ်း ချက်ရဲ့နဲ့လွတ်လပ်ခွင့်များခြင်းမိတိအခါမှာဖိုးကွယ်သိစိတ်နေမှာမဟုတ်ဟုကပ္ပါကိုအတိပေးနိုးဆွန်လိုက်ခြင်းဖြစ်သည်ဟုဆိုထားဖြစ်ပါရယ်မက်ခရန်ကဆီအနာသိမ်းပြီးကြတဲ့အချင်းချခံထားတဲ့အစိုးရသမရဂျီဝင်းမြန်နဲ့နိုင်ငံရေးအကြောင်းပြချက်များပြဖန်ဆင်းထားတဲ့လူတွေအလုံးကိုချင်းချက်မရှိချက်ချင်းပြန်လို့ပြဖို့တောင်းဆိုပါတယ်ဟုတ်ချက်တွင်ဖော်ပြထားဖြစ်ပါရယ် ပြည်သည့်တည်အနေအချောင်းရောက်နေတဲ့မြန်မာပြည်သူများနဲ့အကျိုးရည်တည်တော်ပြီးအကြံဖက်နေမှုများရွတ်ချသွားရင်းနဲ့တရားဝင်နိုင်ငံရေးကောင်စောများစီမံလာမယ့်အငင်းချဲလမ်းကြောင်းပေါ်ရောက်ရှိရေကိုထောက်ခံသွားမည်ဟုအကြီးအကျယ်ထားပါတယ်လို့နှစ်ကုန်ချုပ်ထားတာလည်းဖြစ်ပါရယ်။ နိုင်ငံအကျဉ်းသားများအကူအညီပေးရေးအဖွဲ့ AAPP မှမှတ်တမ်းပြုစုထံတွင်မေယောနာအာနာသိမ့်မှုဆက်ကျင်ခဲ့မှုများကြောင့်စုစုပေါင်း3000ခန့်ဖမ်းဆီးခံခဲ့ရပြီးလက်ရှိတွင်ရုပ်တင်တရားစွဲပြစ်ဒဏ်ချမှတ်ခံထားသူ11300အပောင်းဝင်လူပေါင်း22600တွင်အကျဉ်းချခံရဆဲပဲဖြစ်ပါရယ်စစ်ဘုချုပ်များကမပြစ်မအတူကို ပြစ်မခဲ့ကြ၍ရာဇဝင်ရိုင်းခဲ့ရပြန်ပြီးပဲဖြစ်ပါရယ် ဆလဲပြီးတော့အရာတော်မျိုးပေါ်ရှိစစ်တပ်ရဲ့အမတ်နှစ်ကိစ္စကံကိုဝင်ရတက်ခိုင်မှုစစ်သားအလို့ထွက်ပြေးသွားရဲ့ခရင်တချို့တင်စီရရှိခဲ့တဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။စကိုင်းတိုင်းအရာတော်မျိုးရှိအကျန်းဖစ်စစ်တပ်ရဲ့အမတ်နှစ်ကိစ္စကံကိုဝင်ရောက်တက်ခဲ့ခရင်ရိစစ်သားအလို့ထွက်ပြေးသွားရဲ့ခရင်တချို့တင်စီရရှိခဲ့ကြောင်းဒီပယ်ရင်မြို့နယ်ပြည်ချုပ်ကွေအဖွဲ့မှတာဝန်ရှိတတုကရှောင်းခဲ့တဲ့တဲ့ရင်ဌာနထပ်လို့ပြောဆိုချပါရယ်။ နိုယမာလာငိုင်းရည်နဲ့အစောပိုင်းတွင်အရာတော်မြို့ပေါ်ရှိဂျမ်ဘစ်စစ်တပ်ရဲ့အမန်နစ်ကစ်ကန်ကိုကျော်လင်ဂျပန်များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ချိုတီတွေ့တိုက်ပွဲဟာ15မိနစ်ခန့်တာကြာမြင့်ခဲ့ပြီးကစ်ကန်80%အားလုံးစခန်းစောခွာထွက်ပြေးသွားခဲ့ကြောင်းကျွန်တော်ကျော်လင်ပူပေါင်းချက်ခွေများကကစ်ကန်ကိုဝင်ရောက်ရှင်းလင်းခဲ့ရာတွင်ခင်းရတချို့တင်စီရရှိခဲ့ကြောင်းသိရပါသည်။ ရဲတပ်ကမှအတွင်မှာအကြမ်းဖက်စကောင်စီဖက်ကလေးထိခိုက်သေးဆုံးမှုအခြေအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးပေတော်ရင်ရဲဘော်များထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရှိရပါသည် စကွေအထိခက်ရှိတယ်လို့ပဲသိရပါသေးတယ်လောလောဆယ်တော့သိစင်မသိရသေးပါဘူးအရာတော်မျိုးအမက်နစ်စကွေကိစ္စခံမှာထိုင်ချတက်ဆွထားတဲ့စကွေတကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါလို့ဒီဘဲရင်မြင့်တဲ့ပြစ်ထုတ်ကားကိုအဖွဲ့မှာတာဝန်ရှိသူကပြောဆိုချပါတယ်အဆိုပါတိုက်ခိုက်မှုကိုအရာတော်မျိုးနဲ့ပကဖာဒီဘဲရင်မြင့်တဲ့ပကဖာနဲ့ကြားတဲ့ပျောက်ကြားတပ်ဖွဲ့ RDF ဖွဲ့တို့ကပူပေါင်းလို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် ကျောင်းတက်ဆက်ပေးမှုကိုကျွန်မပဲကကြာနာကိုပြပါရှင်နောက်ထပ်ပြည်ပြပါတဲ့များကျောင်းရင်တိုင်းများနဲ့နောက်ဆုံးတိုင်းများနဲ့အတူပြန်လာပါမယ်ရေတများလုံးမဲရှင်နဲ့ရှင်နဲ့ကြပါစေရှင်